ဘုရားဆရာပြဘာမင်းရှိတုံးဆိုအေးတဲ့ဘာမင်းတို့အချုပ်ပြောလိုက်မယ်ရဟန်းတန်ခါးတွေကိုတင်တို့ကအချုပ်တစ်ခုပြောလိုက်မယ်ဟာတစ်ခုအရေးကြီးတာပြောမယ်ဟန္ဒဓာနိဘိခွေအမန္တရာမိဝမင်းတို့ကိုပွန့်ပွန့်လင်းလင်းပဲပြောလိုက်မယ်ဘာလို့ဝရဓမ္မသင်္ခါရသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးက ချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြဘူး။လောကလူတွေကနော်သာဝရလို့ထင်ပြီးတော့မိမိနေရောရောနေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝရဓမ္မသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်းလေးပါးနဲ့ပေါင်းစပ်ထားတယ်။တခြားအကြောင်းတွေဟိတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်တယ်ဗျာ။ဝရဓမ္မ ယူရင်းပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်။အဲ့တော့ဒီလိုမခိုင်မြဲတဲ့တရားတွေပေါ်မှာတတိထာဟုအပမဒိနာတမ္ပါဒိထကိုလှုပ်တဲ့လှုပ်တိုက်တဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကြင်ကြံကြိုးကုန်အားထုတ်ကြရမှာဖြစ်တယ်လို့ရသော်ဗျာကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေဒာလီမဟာဝဏတော်ဥတ္တေက ီကုဒါကရတာလာအကြောင်းဥပဋ္ဌာနတာလာစီဝေခမကြီးတဲ့မှာယဟန်တော်တွေကိုဆုံးမအောင်လာပေးခဲ့တာသာသနာတော်အတွက်မြေမြအရေးကြီးတယ်ဆိုတာအာလုံတရားချေခင်သူတော်ဥစဉ်ပြိတ္တပေါင်းလို့သိရှိနားလည်နိုင်ကြပါတယ်။ရသော်ဘုရားရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာခုပြောရတဲ့တတိပဌာန်၄ပါးသဗ္ဗပဌာန်၄ပါးအဋ္ဌိပတ်၄ပါး ဣန္ဒြေ၅ပါးပူ၅ပါးဘုဇဉ်၇ပါးမဂ္ဂင်၈ပါးသာနေဖြစ်တယ်။အဲ့ဒီတရားတွေကိုယ်တဏ္ဍမှာပျောက်ကွယ်နေပြီဆိုရင်ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ပဲယူဆ။အဲ့ဒီတရားတွေကိုယ်တဏ္ဍမှာထိုက်တဲ့လောက်ရှိနေထိုက်တဲ့လောက်သာသနာတည်တယ်လို့ယူဆ။အပြည့်ဝတည်ပြီဆိုမှကိုယ်တဏ္ဍမှာအပြည့်ဝတည်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားဒီတရားတွေကိုလေးနဲ့ထားပြီးတော့ အပမဒိနသမ္ပါဒိတမမေ့မလျော်သောတတိဖြစ်ဒီတရားတွေကိုယ်ကနာမှာဖြစ်အောင်ကြိုးစားရကြကြိုးစားကြဒီလိုမှာကြတော့ဘုရားဖြစ်ပါတယ်